ီမှာဘုံထောင်တိုင်းတော်လန်ရင်မဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်အော်အစကတော့အမေစုဆိုပြီးတော့အခုတော့ခမည်းတော်ကအဖေဂျပူဖြစ်သွားကြပြီပေါ့လေဟုတ်လားအယုတ်ဒီမှာအခုကျွန်တော်ဒီသူတို့စစ်တပ် policy ဇက်ကရိုက်နေတဲ့အဥ္စာနဲ့ပတ်သက်ပြီးတော့เนาะစစ်တပ်က policy ဇက်ကရိုက်ပေးနေတာကိုကျွန်တော်တို့နေတိုးတို့မြင့်မြတ်တို့နေဝင်းတို့ပေါ့เนาะအမှပါတဲ့တေးဥဆောင်တွေကို အလူတော်များများကဝိုင်းဆဲနေကြတယ်ဗျာနော်။သွားပြီးလဲမဆဲနေကြနဲ့နော်။ဆဲနေတဲ့လူလဲခင်ဗျားတို့သွားမဆဲနေပါနဲ့။အလူဆိုတာကတော့ကိုယုံကြည်ရဘက်မှာလူဆိုတာကတော့ယက်တီရတာပဲနော်။ကိုယုံကြည်အောင်အမှန်လို့ထင်ကြတာပဲ။ဒါပေမဲ့ဒီကောင်ကြီးကြတော့လဲနည်းနည်းယုံကြည်ရများနေတာပေါ့။ကျွန်တော်တို့ဒီတော်လိုင်းရေးဆဆတော့ဆိုလို့ရှိရင်တော့ဟိုပြောမှဆိုလို့ရှိလို့ရှိရင်အမေစုပြည်သူဘက်မှာယက်တီတယ်ဆိုပြီးတော့လက်သုံးချောင်းနေထောင်းပြီးတော့အခုလဲကြရောစစ်တပ်ဘက်ပြန်ရောက်သွားတယ်။တိလား။ အကျွန်တော်ပြောချင်တာလေခင်ဗျားတို့ဒီယောက်ျားကြီးတွေဖြစ်ပြီးတော့ယုံကြည်တယ်ဆိုတစ်ဖက်ပေါ်တစ်ဖက်ပေါ်ခင်ဗျားတို့ဟိုဟာအတူယူစမ်းမှာနေအောင်တို့ခင်ဗျားတို့ခန်းစီသူတို့အတူယူဘာလို့လဲဆိုတော့တွန်လိုင်းစားဖြစ်တော့ဘယ်ပြည်သူနဲ့မှလည်းဆန္ဒလည်းမပြသူတို့စက်တက်ပတ်မှာ အဲရရဲ့ဝွင့်နေတယ်ဆိုပြီးတော့ဒီကောင်တွေကအခုဆိုလို့ချင်းခင်ဗျားတို့ကစာတိတ်ခါရှိသေးတယ်တလားအခုကခင်ဗျားတို့ကအဲ့လိုမဟုတ်ဘူးအမေတုံဆန်းစုချီရှိစဉ်ကာလတော့အမေတုံဆန်းစုချီခြံထဲမှာအားတခါတည်းပြောမယ်တယုံယုံတယုံယုံနဲ့ရုပ်ရှင်မင်းသားမင်းသမီးအခုအမေတုံဆန်းစုချီလည်းတခါတည်းဟိုထောင်ထဲရောက်သွားတော့ခင်ဗျားတို့ကတခါတည်းမရောက်နိုင်ပဲရောက်သွားတယ်နော်အဲ့ဒါကြီးကတော့မကောင်းရုပ်ပေါက်တော့ဗောတော့စဲနေတဲ့လူတွေလည်းခင်ဗျားတို့သွားမစဲနဲ့တလားသူတို့ခင်ဗျားတို့စောက်ကူးဆိုင်မှာမဟုတ်ဘာဖြစ်လို့လဲသိလားခင်ဗျားတို့အကြောင်းသူတို့ကကောင်းကောင်းသိတယ် ခင်ဗျားတို့အလွန်လုံးဆဲနိုင်တလားပဲတလားတဲ့ခင်ဗျားတို့ဘယ်သူမှပုံမဆဲဘူးတို့နော်ဘယ်သူမှလည်းစိတ်တွေမှာမှတ်မထားဘူးကောက်ရုံမီးတွေခဏရင်ကြာဘာဖြစ်လာမလဲဆိုတော့တို့ပြန်ပြီးအားပေးမှာပဲအားဒီကောင်နေဆဲလဲခဏပြီးလို့ရှိရင်ငါတို့စကားယုံတင်လာကြည့်မှာပဲအဲအဲ့လိုမျိုးအဲ့လိုမျိုးဒီလားအဲ့လိုမျိုးကပြောမယ်ဆိုလို့ရှိလို့ရှိရင်ပြည်သူလူထုကပြောမယ်ဆိုလို့ရှိရင်စိတ်မတ်မထားတာဒီကောင်တွေကကောင်းကောင်းသိတယ်။ဟုတ်လား။အမှန်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီထဲမှာကျွန်တော်လည်းပါခဲ့တယ်။ နော်အရင်တော့ဆိုလို့ချင်းတော်လိုင်းရေးစားဖြစ်တော့ဆန္ဒတွေထပ်ပြတော့အော်ကျွန်တော်ကြည့်လိုက်တယ် live ပေါ်မှာကြည့်လိုက်ဟာရုပ်ရှင်မင်းသားတွေရုပ်ရှင်မင်းသမီးတွေအမလေးပြောမစို့လူချမ်းအဖွဲ့တွေရာဇာနေဝင်းအစပါပြီးတော့အတအုပ်ကြီးဆိုတော့အပြော်စရာကြီးပေါ့ဟာငါတို့တော်လိုင်းကြီးတော့တော့ဒီမှာဆန္ဒပြတော့တော့နိုင်တော့မှာပဲဆိုပြီးတော့ဒီကနေပြီးတော့ကျွန်တော်မင်းအွန်လိုင်းကောက်စေရောမင်းအွန်လိုင်းပျော်တော့ဘောနော်ကိုယ်ကမှအများကြီးပါတယ်ဟာအစရနာရှင်မကြိုက်ဘူးဆိုပြီးတော့မင်းအွန်လိုင်းဆဲတယ် ဆဲပြီးတော့ဘာဖြစ်နောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကပြည်ပြေးဖြစ်ပြီးတော့မြန်မာပြည်ပြန်လို့မရတော့တာအဲ့ဒါကြီးအဖတ်တင်သွားတာအခုကျတော့သူတို့ကအဘပြပြန်ဖြစ်သွားတယ်မင်းအောင်လိုင်းဘက်ကပြန်ဖြစ်သွားတယ်ဒုက္ခတွေလို့ဒုက္ခတွေတလားဈားတွေကနေပြီးတော့ကျွန်တော်ကကန့်လန့်ကန့်လန့်နဲ့เนาะမြန်မာပြည်ပြန်လို့မရအောင်ဖြစ်တာဒါနဲ့ ကိုမြတ်မြတ်တို့ဟိုကိုနေတိုးတို့ကိုနေဝင်းတို့ကျွန်တော်ကျွန်တော်အတွက်လည်းမေးပေးကြပါလားဗျာအခုခင်ဗျားတို့တော့မှအဘာစီကိုပြန်ရောက်သွားတယ်နေဇက်ကနေခင်ဗျားဇက်ကားထဲမှာပါလေပြန်လှည့်လာတယ်ဆိုတော့ကျွန်တော်လည်းမြန်မာပြည်ကိုပြန်လို့ရသေးလားလို့ဘဘာကြီးကိုတစ်ချက်လောက်မေးကြည့်ပါဦးကျွန်တော်လည်းပြန်ခြင်းလို့တလားအော်နောက်ဆုံးတော့ခင်ဗျားတို့အားကိုးတာခါချိုးတာပဲအဖတ်တင်တယ်ငါတို့ဘက်မှာရုပ်ရှင်မင်းသမားနာမည်ကြီးနံပါတ်1မြန်မာပြည်မှာရုပ်ရှင်မင်းသားရုပ်ရှင်မင်းသမီးတွေပါတယ်ဆိုပြီးတော့ အားကိုပြီးတော့မရောင်းလိုင်းကိုဆဲလိုက်တာနောက်ဆုံးကျတော့မြမပြီကိုပြန်လို့မရတာပဲအဖတ်တင်တယ်ခမရတို့တွေအမျိုးမျိုးပဲလှုပ်တတ်တယ်နော်အယောဒီမှာ